ဇလန်လီရဲ့ဆောက်မှာတော့အင်္ဂလန်နိုင်ငံကိုထွက်သွားရမယ့်မိညိုကခြေရသူနဲ့ပြုတ်ပြုတ်ပေးရင်အလွမ်းတန်နေပါရင်ငငယ်ကလေးကကွဲသွားခဲ့ပြီးနောက်ရင်အောင်ပြူထားတဲ့မိခင်ဖြစ်သူနောက်ကိုလိုက်သွားရမှာပါညိုမီရောက်တော့ဦးမေကနှွေးထွေးစာနဲ့ကြိုဆိုတယ်ဦးမေကလွေမီရဲ့နောက်ယောက်ျားဖြစ်ပါရင်ညိုမီကခန်းဒီကိုလိုက်ကြည့်ရင်သဘောတွေကြားနေခဲ့တယ်အင်းရဲ့မြေအောင်ထက်မှလည်းအကောင်းစားပြိုင်ကားပေါင်းများစွာရှိနေပါရင်ညိုမီကသူမအတွက်ပြင်ဆင်ပေးထားတဲ့အခန်းကိုကြည့်ရင်ချိန်နေနေတယ်ဒေါ်လီမီကမိညိုကိုညစာစားဖို့လာခေါ်တယ်ရေခဲတတားတွေကတစုံတစ်ခုကိုရှာနေတဲ့မိညိုနဲ့ဦးမေသားဇော်မင်းတို့ထိတ်တိုက်ဆုံကြတယ်သူမကိုလာကြိုတဲ့မိဖြစ်သူကပြောပြထားတာကြောင့်မိညိုကဇော်မင်း င်းကိုတည်ထားပါရင်မိညိုကဆွမ်းမင်းကိုမိမဘက်ဆန်နဲ့စိုးသွမ်းနေတဲ့ကောင်လေးလို့မြင်နေတယ်ဆွမ်းမင်းကမိညိုကိုမဖိတ်ခေါ်ပဲရောက်လာတဲ့သူဆိုပြီးရန်စားလာတယ်ဆွမ်းမင်းကမိအောင်လက်ဝဲဝိုင်းနေတဲ့ကားရီပြန်မောင်းတာကြိုက်တဲ့ကောင်လေးမှာဆွမ်းမင်းနဲ့မိညိုကပါတီဝဲတစ်ခုကိုတူတူသွားကြတယ်ပါတီမှာဆွမ်းမင်းကပျော်ရွှင်စွာကားရီပြင်မဲ့မိညိုကတော့တယောက်တည်းဖြစ်နေတယ်ဆွမ်းမင်းရဲ့တငယ်ချင်းကမိညိုနဲ့စကားလာပြောတယ်ဆွမ်းမင်းကမိညိုထင်တယ်လို့စိုးသွမ်းတဲ့ကောင်လေးမဟုတ်ဘူးဆိုတာပြောပြတယ်ဆွမ်းမင်းကကိုပိုင်ဆော်ဝဲတစ်ခုကိုထောင်ထားပြီးဝဲကိုသုံးမကုန်အောင်ရနေသူတယောက်ဖြစ်ပါတယ်ဆွမ်းမင်းနဲ့မိညိုကတူတူပြန်လာကြတယ်ကားထဲမှာစကားများကြရင်ဆွမ်းမင်းကမိညိုကိုလမ်းမမှာချတာခဲ့တယ်ဆွမ်းမင်းကတငယ်ချင်းတယောက်ကိုအိမ်ပြန်ပို့ခိုင်းလိုက် တယ်မင်းတို့ကအိမ်ပြန်ဖို့အဆင်သင့်ဖြစ်သေးဘူးပြောတာကြောင့်လူငယ်ပါတီကိုခေါ်လာခဲ့တယ်ပါတီမှာမင်းကလေးတွေနဲ့မုံလီဝေရိုက်နေတဲ့ဇော်မင်းကိုမင်းတို့ကဝိုင်းနဲ့ပတ်လိုက်တယ်သူမကိုတယောက်တည်းထားခဲ့တာကြောင့်မအရင်ထဲမှာဈေးခိုက်ထန်ထားတဲ့မင်းတို့ကိုဇော်မင်းကအိမ်ပြန်ခေါ်သွားတယ်ကျန်ခဲ့တဲ့ချစ်သူကတငယ်ချင်းနဲ့ဖောက်ပြန်နေတာကိုသိပြီးမင်းတို့ဝိုင်းနေနေတယ်ညာရောက်တော့ဇော်မင်းသွားတဲ့နေရာကိုသူမပါလိုက်သွားတယ်တငယ်ချင်းတနေနဲ့မိတ်ဖွဲ့လိုက်ပြီးသူ့ရဲ့ဇာတ်လမ်းကိုပြောပြတယ်ဇော်မင်းတို့ရောက်လာချိန်မှာတော့မင်းတို့ကအသေးကွဲနေပြီးရီစောက်ကိုလဲစားချင်းချင်းနေကြောင်းမဲတုပ်ကပြောပြတယ် disco တန်းနေတဲ့မင်းတို့ကိုဇော်မင်းကခေါ်ထုတ်လာခဲ့တယ်မင်းတို့ကိုပြုတ်ပြုတ်ပေးလိုက်ပြီးဓာတ်ပုံရိုက်လိုက်ပါတယ်မင်းတို့ရဲ့ကောင်လေးကိုလဲစားချင်းချင်းသုံးဖို့ပါခဏကြာတော့ပြန်ကောင် မောင်းပြိုင်ဖို့လူတစ်ဖွဲ့ရောက်လာတယ်။ထိုလူတွေကအစော်မင်းရှုံးမှကျင်းနေကြမဲ့သူတွေဖြစ်ကြောင်းဘဲတုတ်ကမိညိုကိုပြောပြတယ်။ပြိုင်ပွဲဆောက်ကနေတော့မိညိုကဇော်မင်းရဲ့ကားထဲကိုဝင်ပြီးသူမကိုယ်တိုင်ပြိုင်ပောင်းတယ်။ဇော်မင်းကားကိုအနိုင်ရကျင်တဲ့ကြော်ကြီးကပြိုင်ပောင်းမိမဲ့မိညိုကိုရှုံးသွားတယ်။ဇော်မင်းနဲ့မိညိုရဲ့ဆက်ဆံရေးကပြေးလည်သွားခဲ့တယ်။ဇော်မင်းမိခင်စီသွားတော့မိညိုကိုပေးမောင်းပါတယ်။မိညိုကိုဇော်မင်းကအီစီကလေးပြောင်းရင်ပြုတ်ပြုတ်ပေးခဲ့ကြတယ်။မိညိုရဲ့ရေးစားတာထူကမိညိုရဲ့အိမ်ကိုလိုက်လာပြီးပြိုင်ပေးကြောင်းညှိပါတယ်။မိညိုကတာထူပြန်ထွက်သွားအောင်လုပ်ဖို့ဇော်မင်းကိုကူညီတောင်းလိုက်တယ်။ဇော်မင်းကတာထူကျင်းထဲမှာပတ်စံပေးပြီးအိမ်ပြန်လွှတ်လိုက်တယ်။မိညိုကတာထူကျင်းထဲပစ္စည်းတွေကိုမီးရှို့လိုက်ပြီးအောင်ဝဲခဲတဲ့နေနဲ့ Y22 တောက်ကြတယ်။မင်းအောင်ထိုးဝိုင်းကိုသွား ားပြီးဇော်မင်းတို့ထိုးဝဲကိုကြည့်တယ်။စမကြည့်နိုင်တဲ့မိညိုထွက်သွားတာကြောင့်ဇော်မင်းကပွဲတွေကနေထွက်လာပြီးမိညိုကိုလိုက်ရှာတယ်။ပွဲဖြစ်တဲ့ဆိုပြီးကြော်ရီတို့ဘက်ကဇော်မင်းကိုပြဿနာရှာတယ်။အယောအစားဖြင့်ဇော်မင်းရဲ့ပြိုင်ကားကိုယူသွားကြတယ်။ဇော်မင်းနဲ့မိညိုကရေကွင်းအီစီကလီခဲ့ကြတယ်။လွေမီရောက်လာတာကြောင့်အရှိန်ပြတ်သွားတယ်။ဇော်မင်းနဲ့မိညိုကကိုင်းပြိုင်မောင်းခဲ့ကြတယ်။အိမ်ပြန်လာတဲ့လမ်းမှာကြော်ရီတို့ကဝင်ရိုက်ကြတာကြောင့်ထွက်ပြေးခဲ့ကြတယ်။မိညိုကဇော်မင်းကိုဆေးထည့်ပေးချိန်မှာသူလက်ဝဲဘယ်တော့မှမထိုးဘူးလို့မိညိုကိုကြည်ပေးတယ်။ကလန်းနဲ့အကန်းချိန်မှာတောက်စားပြော်ပါကြတယ်။သူနဲ့ကားရဲ့တငယ်ချင်းကိုမြင်ပြီးမနာလို့တူရှိဖြစ်နေတဲ့ဇော်မင်းကထိုးလိုက်ပါတယ်။ဒီကိစ္စနဲ့မိညိုနဲ့ဇော်မင်းစကားပြားခဲ့ကြတယ်။ဇော်မင်းကိုတစ်ဖက်သက်ကြိုက်နေတဲ့မိဖုကမိညိုကိုအခန်းတစ်ခုထဲထည့်ပြီးတော့ပညာ ပေးခဲ့ကြတယ်။ဒီကောမတွေ့တဲ့ဇော်မင်းက like ရှာခဲ့တယ်။ငငယ်ကအဖေပေးခဲ့တဲ့စိတ်တန်ရာတွေကြောင့်အခန်းပိတ်ခဲ့တဲ့မိညိုကကြောက်နေခဲ့တယ်။သူ့ကိုကဲဇော်မင်းကိုသွားရဲ့အထင်းနဲ့ပတ်သက်ပြီးမိညိုကရင်ဖွင့်ခဲ့တယ်။အထင်းမှာတော့ကအရက်ကြောင့်မင်းသူမကိုရိုက်ခဲ့တဲ့အဖေဖြစ်သူကိုမိညိုကိုယ်တိုင်ကထောင်ထဲပို့ခဲ့ခြင်းဖြစ်ပါတယ်။ရင်ဖွင့်ရင်နှစ်ယောက်သားကဲကြီးကိုက်လိုက်ကြတယ်။နောက်ပိုင်းမှာတော့မိညိုနဲ့ဇော်မင်းကလူလင်းလေးတို့လမ်းကြီးတုပ်စားကြပါတယ်။ဇော်မင်းရဲ့မိရောက်ကားပါခင်မှာမဲတုံးရဲ့ကောင်လေးကိုဒဏ်ရာများစွာနဲ့လာပို့ထားကြတယ်။အင်းရဲ့လုံခြုံရေးအတွက်မိညိုတို့ကိုနေရာတစ်ခုကိုပို့ထားကြတယ်။တောင်းကားလို့တာမကြသေးတဲ့မိညိုရဲ့အဖေကဒီလိုနေလုံနေတာဖြစ်ကြောင်းစုံနောက်ကဇော်မင်းတို့အဖေသားဘာကိုပြောပြတယ်။မိညိုရဲ့အဖေကဇော်မင်းကိုတတ်ချင်နေတဲ့ကြော်ကြီးနဲ့ပူပေါင်းပြီးလုံးချ ံခဲ့တယ်။မင်းညိုတယောက်တည်းသွားနေချိန်ကျော်ကြီးကလိုက်လာတယ်။တနေ့ကတကားကိုဖွင့်တော့သူမကိုနှိပ်ဆက်ခဲ့တဲ့အဖေဖြစ်သူကိုမြင်လိုက်ရတယ်။မင်းညိုကိုပြန်ပေးဆွဲခဲ့ပြီးဦးမဲစီကပတ်ဆံလွှဲခိုင်းခဲ့တယ်။သူရဲ့ကားကိုယူထားတဲ့ကျော်ကြီးစီကိုချီရခံပြီးဇော်မင်းကလိုက်သွားခဲ့တယ်။ဇော်မင်းနဲ့ကျော်ကြီးတိုက်ခိုက်နေတော့အဖေဖြစ်သူကမင်းညိုကိုခေါ်သွားခဲ့တယ်။မင်းညိုကိုကောင်းပေါင်းခိုင်းပြီးထွက်ပြေးကြတယ်။တနေ့ကလည်းဇော်မင်းကနောက်ကနေထက်ချက်မကွာလိုက်လာခဲ့တယ်။ဖျက်ပစ်လိုက်တဲ့ဇော်မင်းရဲ့ကားကိုမင်းညိုရဲ့ကားကဝင်တိုက်မိသွားတယ်။ခဏကြာတော့ရဲတွေရောက်လာပြီးမင်းညိုရဲ့အဖေကိုတနေ့နဲ့ပြေးလိုက်ကြတယ်။အရာအလုံးဆင်ပြေးသွားခဲ့ပြီးမင်းညိုနဲ့ဇော်မင်းလည်းအနမ်းနေပြီးဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ကဲပရိသတ်ကြီးတို့ရဲ့ဒီကားထဲမှာတော့ခက်မမဲကောင်လေးရဲ့ခက်ကြမ်းကြမ်းချက်တွေကိုမြင်ရမှာပါ။ FA တွေကတော့စောင်းကင်ပြီးအကြည့်ပေါ်အက ံပြုတ်ခြင်းပါတယ်အစောနေ့ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်